ลโหลอารมณ์มิงลาบ้าที่นี่เป็นแบบปิดต่อมาการ์ดเชจิปิดีโอปูปิโอแอดเวนเซจ้าตรงไหนหมดแล้วพร้อมเทมาเทปปิโอใช้ลุยไอ้ซีเครตคุกลีกูเพียบๆติดต่อมาไปเพียบไปอันสุดแล้วยินส่งที่นี่เป็นแบบปิดต่มมาซีซีเครตคุกลีการ์ดเทมเปอร์เช zero to one 1เชจิปิดีซีเครตคุกไปไปเทมเปอร์เช zero to o 1ค่ะพาปเวอร์ปิโออะไรสุดแล้วเชจิปิดีเอ่ะดีแรนดอมจ้าจ้าทุกปีในมูเน่้ยครีเอทีฟปูปิโอเพียไหนหมู่อัตราดี scale လေးတွေတက်မှတ်ပေးရဲ့ခုတ်လေးပဲဖြစ်ပါတယ်။အရင်ဆုံး temperature control ကုတ်ကိုဘယ်လိုမျိုးသုံးရမလဲဆိုတော့အရင်ဆုံး low temperature ဆိုလို့ရှိရင်သူ့ရဲ့ကုတ်တွေက0.1 to 0.3ရှိပါတယ်။အဲ့ဒီဟာတွေကိုတော့ဘယ်လိုမျိုး test တွေမှာသုံးလဲဆိုတော့ဒီ factual တကျပေါ့နော် data report တွေရဲ့အခါမျိုးမှာဒါမှမဟုတ် generating ကုတ်တွေ data analysis တွေသုံးတဲ့အခါမျိုးမှာ summary တွေရတဲ့အခါမျိုးမှာအဲသုံးပါတယ်။နောက်တစ်ခုကကျတော့ medium temperature အနေနဲ့ပြောမယ်ပေါ့နော် medium temperature အနေနဲ့ဆိုလို့ရှိရင်တော့0.5ကိုသုံးပါတယ်။အဲဒါကကျတော့ဒီ creative အရင်ဖြစ်ပြီးတော့လူငယ် အရင်ဆန်နာမျိုးလည်းမဟုတ်ပင်နဲ့ဒီလုံးဝ factual ကြကြ format ကြကြသုံးတာလည်းမဟုတ်ပင်နဲ့ medium မှာရှိရဲ့အဲ prop မျိုးကိုပြောချင်တဲ့အခါမျိုးမှာသုံးပြီးတော့ဒီ high temperature ဆိုလို့ရှိရင်เนาะ0.721ကကြတော့လုံးဝဒီအာ gen z ဆန်ဆန်တွေးချင်တာမျိုးလို့လုံးဝ creative အဖြစ်ဆုံးပေါ့เนาะ content တွေကိုလိုချင်တဲ့အခါမျိုးမှာသုံးပါတယ်အဲဆိုတော့ဒီနေ့ဒီ prompt လေးတွေရိုက်ထည့်ပြီးသွားမှာကဒီအာ prompt တစ်ခုရဲ့ကိုပဲဒီမတူညီရဲ့အာ temperature rate သုံးခုနဲ့ရိုက်ပြရိုက်ပြပြီးသွားတဲ့အခါမှာ ChatGPT ကဘယ်လိုမျိုးမတူတဲ့ prompt တွေကိုထုတ်ပေးမလဲဆိုတဲ့အဥစ္စာလေးကို ပြပပေးတာမှာပဲဖြစ်ပါတယ် အဲ့တော့ ChatGPT ရောဝင်လိုက်ပါဝင်လိုက်ပြီးတော့လို့ရှင်ရဲ့အရင်ဆုံးသူ့ကိုရိုက်ထည့်ပေးရမယ်ပုံစံလေးကတော့ TEMP အာ TEMP 0.1ကိုအရင်ဆုံးဥစားပေးမယ်ပေါ့နော်အာပြီးသွားရင်ဘာအကြောင်းရေးခိုင်းမှလဲဆိုတော့ write me a content about say global warming so global warming နဲ့ပတ်သက်ပြီးတော့ content တစ်ခုရေးပေးပါဆိုပြီးတော့ prompt လေးရိုက်ထည့်ပေးထားတယ်ဒါပေမဲ့လိုချင်တဲ့အာ prompt ဒီ format ကြကြပဲလိုချင်တဲ့ factual ကြကြပဲလိုချင်တဲ့ဖြစ်ကြမလို့0.1ဆိုတဲ့ဥစားလေးကိုပဲရေးပေးထားရယ်ပေါ့နော်ပြီးရင် င်ဒီဟာလေးကို enter နေလိုက်မယ်ပြီးတော့ရင်တော့ to prompt လေးစဉ်းစားတဲ့အချိန်လေးကိုခဏလေးစောင့်ပေးပါမိတော်လို့ရှင်တော့ထွက်လာတဲ့ prompt လေးကိုအာဒီမှာတွေ့ရတဲ့အတိုင်းပဲပေါ့နော် emoji ရဲ့မပါအောင်ဘာမှမပါအောင်လုံးဝ plain အတိုင်းဟိုမှာအာ format တကြပုံစံမျိုးလေးထွက်လာရဲပေါ့နော်ဆိုတော့ခုနကတော့ငါဒီ prompt ကိုပဲ copy ကူးပြီးရောနောက်ထပ်တစ်ခုထပ်ပြီးရောရိုက်ကြည့်မယ်ဆိုတော့ဒီတစ်ခေါက်မှာ0.5လောက်ကိုရိုက်ကြည့်အောင် temperature 0.5နဲ့ထုတ်ကြည့်မယ်ပေါ့နော် အဆိုရင်ခဏလေးစောင့်ပြပါပြီးသွားလို့ရှိရင်ဒီထွက်လာတဲ့ဟာလေးကိုရှင်းကြည့်မယ်အာဒီ temperature 5 2.5နဲ့သုံးလိုက်တဲ့အခါမှာထွက်လာတဲ့ prompt တွေကကြတော့ဒီမှာ emoji လေးနည်းနည်းလေးပါတာကိုတွေ့ရတယ်အာပြီးတော့စာရေးသားရေကြည့်မယ်ဆိုလို့ရှိရင်လည်းနည်းနည်းလေး flexible ဖြစ်ဖြစ်လေးအာစကားပြောရဲပုံစံမျိုးလေးပို့ပြီးတော့ရေးထားတာကိုတွေ့ရတယ်ပေါ့နော် okay အဆိုရင်ဒီတစ်ခါ temperature 0.8လောက်အထိစမ်းကြည့်ရအောင် โอเคอ่า0.8ဖြစ်တဲ့အခါမှာတော့သူကဒီအာသုံးတဲ့အခါမှာ emoji ရေပို့ပြီးတော့များလာတယ် emoji များလာပြီးတော့ဘယ်လိုဖြစ်လာလဲဆိုတော့အာဒီ word တွေอ่ะပေါ့เนาะလူငယ်ဆန်တဲ့ word တွေကိုသုံးတာမျိုးပို့ပြီးတော့များလာတယ်ဒီမှာဆိုရင် password တို့ပြီးတော့အာဒီရဲ့ပုံစံအားလည်းပေါ့နော်စကားလုံးဝပြောနေသူလိုမျိုးပဲ okay let's get real and start the pin ပေါ့နော် conversationary ကိုပို့ပြီးတော့ထည့်ပြအောင်တွေ့ရရဲပေါ့နော်ဆိုတော့နောက်တစ်ခုတစ်ခုလောက်ထပ်ပြီးတော့ဆန်းကြည့်မယ်อืม temperature is 1.0 1.0 in centimeter, 1.0 no? โอเคเอ่อ1.0เนี่ยเซนจิရဲ့အခါမှာတော့လုံးဝဒီဗီဒီယိုစကရစ်လိုမျိုးပုံစံမျိုးတောင်ထုတ်ပေးရအောင်တွေ့ရတယ်ပေါ့เนาะ emoji လည်းပြုတ်သိမ့်လာမယ်ပြီးတော့လို့ရှိရင်ဒီမှာလုံးဝဘန်စကားဖြစ်တဲ့အာယိုအဲ့လိုမျိုးစသဖြင့်ပေါ့เนาะအိုင်ဟာကြီးကိုအာထည့်ပြီးတော့သုံးတာမျိုးတွေတွေ့ရတယ် hashtag ဒီမှာဆိုလို့ရှိရင်လည်းလုံးဝချင်းစီဆန်ဆန် hashtag တွေကိုထည့်ပြီးတော့သုံးတာတွေ့ရတယ်ပေါ့เนาะဆိုတော့အာဒီ code လေးတွေကအာကိုလိုချင်တဲ့ prompt လေးတွေကိုအာရိုက်ထည့်နိုင်ဖို့အတွက်အများကြီးထောက်ပြပြလိမ့်မယ်လို့ထင်ပါတယ် Techmart မှာ ChatGPT CapCut Gemini Canva Zoom ပဲ digital product ကိုပဲဝယ်ဝယ် TMS ဆွေးဆွဲ code လေးကိုသုံးပြီးတော့5 to 10%အထိ discount တွေရယူနိုင်တာမို့လို့ code လေးကိုသုံးပေးဖို့မမေ့နဲ့နော်